ီယာဒီကတော့ဆရာတပည့်နှစ်ယောက်ရဲ့အပြန်မှုကိုမြင်တွေ့ရမဲ့ယာဒီဖြစ်လာဖို့ရှိသလိုလက်ရှိချိန်မှာအာဆင်နယ်နဲ့မန်စီးတီးကြားမှာရမှတ်၅မှတ်ပဲကွာတယ်။တခြားပြိုင်ဘက်တွေဖြစ်တဲ့ချဲစီတို့လီဗာပူးတို့နဲ့ကြားမှာရမှတ်ကွာမှုကကိုမကနေ၁၇မှတ်ထိကွာဟသွားပြီဆိုတော့ဆရာတပည့်နှစ်ယောက်ရဲ့အပြန်မှုမှာဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပဲ။ကွန်မန့်ထွေးပိုင်းဆို YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။ ဒီတစ်ပတ်ဂျာယက်ပရီးမီးယားလိပွဲစဉ်14ပြီးမှာတော့အာဆင်နယ်တင်ကအမှတ်ပေးစရာထိတ်ဆုံးနေရမှာအနည်းဆုံးပြိုင်ဘက်မန်စီးတီးတင်ကို9မှတ်ဖြတ်ပြီးတော့ဆက်လက်ဦးဆောင်နေတယ်မန်စီးတီးတင်ကအရင်ကစားပြီးတော့ဖူအန်တင်ကို9ဂိုး4ဂိုးနဲ့အဝေးဘက်မှာအနိုင်ရပြီးတော့အာဆင်နယ်မကစားခင်နမှတ်ကွာအနေထားထိကတ်လန်နိုင်ခဲ့ပေမဲ့လည်းအာဆင်နယ်တင်ကဘရန်ဖို့နဲ့ပွဲစဉ်မှာအမှားပြင်းမရှိအေးဘက်မှာ2-0နဲ့ကစားပြီးတော့ရမှတ်9မှတ်ပြန်ဖြတ်ထားတယ်တခြားသင်းတွေမှာတော့ပြီးခဲ့တဲ့ဘက်ကအာဆင်နယ်ကိုတရော်ရော်နဲ့တည်ကစားပြီးတော့ ဒီတတိယချီချူးမှုကိုရခဲ့တဲ့ Chelsea တင်အားမမျှော်လင့်မဲ့ Leeds United နဲ့ပွဲစဉ်မှာ၃ဂိုးတိုးဂိုးနဲ့ရှုံးနေပြီးတော့ title race ကနေအနှဲငယ်ဘေးပြန်ပြီးတော့ရောက်သွားခဲ့တဲ့အလားတူပဲ Liverpool တင်ကလည်းဒီတစ်ပတ်မှာ Sunderland တင်နဲ့ကစားခဲ့ရပြီးတော့ Sunderland တင်ကိုအနိုင်မရခဲ့ပဲနဲ့တည်တမှတ်ပဲရခဲ့တာကြောင့် Arsenal နဲ့အမှတ်ကွာချက်ကပို့ပြီးတော့ကြီးမားသွားခဲ့တယ်။ဆိုတော့ဒီယာဒီကပက်ကွာရီယိုလာနဲ့အာဒီတာတို့နှစ်ယောက်ရဲ့အပြိုင်မှုကိုပဲအဓိကစောင့်ကြည့်သွားမယ့်ယာဒီဖြစ်လာဖို့ရှိနေတယ်။ ဒီအားဒီအနေထားကိုကြည့်မယ်ဆိုရင်တော့အာဆနယ်သင်းကိုယ်တိုင်အသင်းကြီးတချို့နဲ့ပွဲစဉ်မှာအီဂရက်နှစ်တွေကတော့ရလတ်မကောင်းခဲ့ပဲနဲ့အနေငယ်အတိန်းဆောင်းနေရှိခဲ့ပေမဲ့လည်းရသင်ရတိုက်တဲ့အမှတ်တွေကိုယူထားခဲ့ပြီးတော့အသင်းငယ်တွေထဲမှာဆန်ဒါလင်တဲ့သင်းကိုပဲအမှတ်ဆုံးရှုံးထားရဆိုတော့အာဆနယ်သင်းကလက်ရှိချိန်ထိသူတို့ရဲ့အကောင်းဆုံးပုံစံကိုပြနေတယ်ပြီးတော့အသင်းကြီး6သင်းပတ်လည်တွေ့ဆုံမှုတွေမှာပွဲကုံသွားခဲ့ပြီးပထမရာသီဘွဲရဲ့လက်ကျန်ပွဲတွေထဲမှာအသင်းကြီးမပါတော့ဒါပေမဲ့အသင်းကြီးမဟုတ်ပေမဲ့တခြားသောအလယ်လက်အသင်းကောင်းတွေနဲ့တော့ရင်ဆိုင်ကစားသွားရဖို့ရှိနေသေးတယ် ဒုတိယနေရာမှာရှိနေတဲ့ Mercedes တင်းကတော့နောက်ဆုံးနှစ်ပွဲစတိုက် Lee United နဲ့ Fuan ကိုအနိုင်ရခဲ့ပေမဲ့လည်းအဲ့ဒီပွဲစဉ်တွေမှာသူတို့ရဲ့ခံစစ်ကြောင်းအားနည်းချက်တွေကိုမြင်ခဲ့ရပြီးတော့ Lee United ကို2-0နဲ့ဦးဆောင်ပြီးမှတူတူတည်ကြပြီးနောက်ဆုံးမိနစ်မှာမှ Fuan ရဲ့ goal နဲ့ပြန်ပြီးအနိုင်ရခဲ့သလို Fuan ရဲ့ပွဲစဉ်မှာလည်း5-1နဲ့ဦးဆောင်ခဲ့ပြီးမှ5-4နဲ့အသေးအံနောက်ဆုံးအချိန်ထိရုန်းကန်ခဲ့ရတယ်သူတို့ရဲ့ခံစစ်ကြောင်းမတည်ငြိမ်မှုကဒီအရသည်မှာတိုက်တယ်ရစ်အတွက်ဘလောက်ထိအတားအဆီးဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမယ် အာဆင်နယ်နဲ့မန်စီးတီးကြားမှာကွာဟာချက်ကတိုက်စစ်ပိုင်းမယ်တိုက်စစ်မှာတော့မန်စီးတီးတင်းရဲ့တိုက်စစ်မှာဟာလန်လို့တကယ်ဝက်ကလတ်တိုက်စစ်မှုရှိတယ်ဟာလန်ကဒီရသည်14ပွဲမှာ15ဂိုးသွင်းပြီးတော့ပရီးမီးယားလိမှာဂိုးတရာအမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ်ပွဲပေါင်း112ပွဲနဲ့ဂိုးတရာပြည့်ထားတဲ့ကစားသမားသူတွေ့တဲ့ပြိုင်ပတ်တိုင်းကိုဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်းပိုင်ဆိုင်ခဲ့ပြီးတော့ဟာလန်ကတကယ်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းဆက်တစ်လုံးလို့ဖြစ်နေခဲ့ပြီးတော့အာဆင်နယ်မှာတော့အဲ့လိုဂိုးတွေပင်နိုင်သွင်းနိုင်မဲ့တိုက်စစ်မှုမရှိဘူး ာစနေရဲ့တိုက်စစ်မှာကြည့်မယ်ဆိုစာဂါတို့ယော့ဂရက်တို့အဇီတို့ကိုတိုင်တော်မှတယောက်ကို၄၉စီပဲတွင်ထားပြီးတော့သူတို့မှာဟာလန်လို့ခြွန်ထွက်နေတဲ့ကစားသမားမရှိဘူးအာစနေရဲ့ခန်းစစ်ကပွဲစဉ်၁၄ပဲကစားကြီးမှာ၇ဂိုးပဲပေးထားရတယ်တပွဲကိုပြန်မြပေးဖို့က၃.၅ဂိုးပဲရှိပြီးတော့မက်ဆီဒီသင်းကတော့14ပဲမှာ16ဂိုးပေးထားရတယ်။ခန်စချင်းရှင်မဲ့ဆိုရင်တော့အာဆင်နယ်တင်းက9ဂိုးပဲပေးရတဲ့မှာမန်စီးတီးတင်းက16ဂိုးပေးခဲ့ရတယ်ဆိုတော့ဒီမှာတော့ကွာဟာချက်နှစ်ခုကိုပြန်ပြီးတော့ဗဲလန့်ချင်ရမယ်။ခန်စစ်မှာ အာဆင်နယ်ပိုကောင်းတဲ့အသင်းလိုက်စူးစမှုမှာအာဆင်နယ်ပိုကောင်းတဲ့တိုက်စစ်မှာမန်စီးတီးတင်းရပိုကောင်းတဲ့မန်စီးတီးတင်းမှာအခုဆိုဖိုရန်လည်းပြန်ပြီးတော့ဂိုးသွင်းချတွေ့နေပြီဆိုတော့ဟာလန်တယောက်နဲ့ထန်းထားတဲ့တာဝန်ကိုဖိုရန်ကခွဲဝေယူပြီးတော့လက်ကျန်ရာသီမှာသူရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသနိုင်မလားဆိုတာကြည့်ရမယ်တခြားသောတိုက်တယ်ရီဆဲမှာရှိနေတယ်လို့သတ်မှတ်ထားတဲ့ချက်စီတင်းကဒီရာသီမှာအသင်းကြီးတွေနဲ့တွေ့ပွဲတွေမှာပိုပြီးရလက်ကောင်းတက်ပေမဲ့လည်းမမျှော်လင့်မဲနဲ့အသင်းငယ်တွေနဲ့တွေ့တဲ့ပွဲတွေမှာတော့အမှတ်လျော့ထားတာကိုတွေ့ရတယ်ဒီရာသီသူအမှတ်လျော့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် အသင်းကြီးတွေကမန်ယူနိုက်တက်တင်းမဲ့ပါပြီးတော့ဂျန်တဲ့အသင်းတွေက Brighton, Sunderland နဲ့ Leeds United တို့ဖြစ်နေတာကိုတွေ့ရတယ်။ Maresca ရဲ့ Chelsea တင်အောင်အသင်းကြီးချင်းချင်းတွေ့တဲ့ပွဲတွေမှာသူ့ရဲ့ game plan ကောင်းကောင်းနဲ့ပွဲကိုချင့်ကပ်ပြီးတော့ရလက်ကောင်းတွေယူထားပေမဲ့လည်းအသင်းငယ်တွေအသင်းလက်တွေနဲ့တွေ့တဲ့ပွဲတွေမှာတော့သင်တလောက်ရလက်မကောင်းခဲ့ပဲနဲ့တခြားသောတည်ကြခဲ့တဲ့အသင်းတွေကိုကြည့်မယ်ဆိုလဲ Pele တို့ Brentford တို့လိုအလဲလက်အသင်းတွေပါသလိုအာဆင်နယ်နဲ့ပွဲစဉ်မှာတော့တယောက်ယောက်နဲ့တည်ကြီးကစားခဲ့တာဆိုတော့အဲ့ဒီပွဲစဉ်ရဲ့ရလက်နဲ့ခြေစွမ်းကတော့တကယ်ကိုချီးကျူးစရာပဲ။ ဘာစီလိုနာအသင်းကိုဂိုးပြတ်နိုင်ခဲ့တာတွေစပါအသင်းကိုအဝေးကွင်းမှာခြေစွမ်းတာနဲ့ကစားခဲ့ပြီးတော့အနိုင်ရခဲ့တာတွေ FIFA Club World Cup Final မှာ PSG အသင်းကိုအနိုင်ယူပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့မှတ်တမ်းတွေရှိပေမဲ့လည်းချက်စီသင်းကတည်ငြိမ်မှုအားနည်းစေဆိုတာကိုလက်ရှိရလဒ်တွေကနေတည်တည်ပြနေတယ်။ United နဲ့ပွဲစဉ်မှာတော့ Chelsea တင်းကအဖက်ဖက်ကမရှင်းနိုင်ခဲ့ပဲနဲ့ခြေစွမ်းရောရလဒ်ရောရှုံးခဲ့တာ။ Liverpool United တင်းရဲ့တိုက်စစ်တွေကိုအသေးအတန်ခုခံကာကွယ်ခဲ့ရတယ်။ ခံစစ်ကြောင်းအမှားတွေလည်းမြင်ခဲ့ရပြီးတော့ပေးလိုက်ရတဲ့ဂိုးတွေကတော်တော်လေးကိုမေကွန်ထုတ်เสียရှိနေတယ်ဆိုတော့ Chelsea သင်းနေတဲ့ဒီ title race ထဲမှာဆက်ရှိကျင်နေဆိုရင်တော့ဒီထက်ပို consistency ဖြစ်တဲ့ခြေစွမ်းမျိုးလိုတယ်လိပြိုင်ပွဲတွေမှာအောင်မြင်နေဆိုရင်တော့သူတို့ရဲ့တသမတ်ထဲရှိတဲ့ consistency ဖြစ်တဲ့ခြေစွမ်းမျိုးပြသဖို့လိုတယ်ဒီချက်မှာတော့ Chelsea သင်းကတော်တော်လေးကိုအားနေတာမြင်ရပြီးတော့လက်ရှိချိန်ထိလည်းရုန်းကန်နေရဆဲပဲဒီပါဝသင်းကတော့ရာသီစမှာ၅ပွဲဆက်အနိုင်ရခဲ့ပြီးနောက်ပိုင်းမှာတော်တော်လေးရုန်းကန်ခဲ့ရတဲ့အနေအထားမျိုးတွေရှိခဲ့သလို နောက်ဆုံးပြိုင်ပွဲဆုံး12ပွဲမှာကိုဝဲတီရှုံးခဲ့တဲ့အနေထားကနေဝက်ဆန်းကိုအနိုင်ရပြီးတော့သူတို့လမ်းကြောင်းမှတစ်ခုကိုပြန်ရောက်လာတော့မလားလို့မျှော်လင့်ခဲ့ပေမဲ့လည်းဆန်နာလန်းရဲ့ပွဲစဉ်မှာတော့သူတို့ရဲ့ခြေစွမ်းကမေကွန်ထုတ်စရာပြန်ပြီးတော့ဖြစ်လာတယ်ဆန်နာလန်းလိုမာကျော်တဲ့စူးစီးမှုကောင်းတဲ့တကယ်ကို physical prowess သင်ကိုသူတို့အတာမရခဲ့ပဲနဲ့တေးရလန်းနဲ့သာဂျင်းတ်ခဲ့ရတယ်အဲ့ဒီတေးရလန်းကြောင့်အာဆင်နယ်နဲ့သူတို့ကြားမှာရမတ်7မှတ်လောက်ပြန်ပြီးတော့ကွာဟသွားပြီဆိုတော့ချန်ပီယံစုအတွက်ကတော့ဒီဘောက်သင်းနဲ့တေးကြပေါ့လက်လွတ်ရတော့မဲ့အနေထားမျိုးရှိနေတယ် တခြားသင်းတွေထဲမှာတော့ United သင်းကဒီညမှာဝက်ဆန်နဲ့ကစားရမယ်ဝက်ဆန်ကိုအနိုင်ရခဲ့မယ်ဆိုရင် တော့အာဆင်နယ်နဲ့ရမှတ်အကိုမတ်အကွာချက်စီနဲ့အမှတ်တူအဆင့်၅ထိရောက်လာမှာဖြစ်ပေမဲ့လည်းသူ့ရဲ့ခြေစွမ်းကလည်းတသမတ်သေးမရှိဘူးဆိုတော့ Title Race မှာတော့ United လည်းထည့်လို့မရသေးဘူးလို့ကျွန်တော်ကတော့ယူဆတယ် Spa လည်းအလားတူပဲ Spa ရဲ့ဒီရာသီခြေစွမ်းကတော်တော်လေးမေးခွန်းထုတ်စရာရှိတယ်ခြေစွမ်းပိုင်းတည်ငြိမ်မှုအားနည်းတယ်အိမ်ကွင်းမှာရလက်တွေစိုးနေတဲ့အနေထားတွေကြောင့် Spa ကိုယ်တိုင်လည်း Title Race မှာ ရှိမနေဘူးလို့ကျွန်တော်ကတော့ထင်တယ်။အဲ့ထဲမှာထူးထူးခြားခြား Villa ကတော့တော်တော်လေးအားကောင်းတဲ့ခြေစွမ်းနဲ့တောက်လျှောက်ပုံစံကောင်းပြပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲဆက်နိုင်ထားတယ်။သူတို့ရဲ့အိမ်ကွင်းမှာပြိုင်ပွဲဆုံး10ပွဲဆက်အနိုင်ရထားတယ်။ Premier League မှာနောက်ဆုံး9ပွဲမှာ10ပွဲအနိုင်ရပြီးတော့လက်ရှိချိန်မှာတော့အမှတ်ပေးဆက်တတိယနေရာမှာရှိနေတယ်။ Arsenal နဲ့ရမှတ်6မှတ်กว่า Man City နဲ့ရမှတ်1မှတ်กว่าဆိုတော့ Villa ဘလောက်ထိအမြင့်ပြန်နိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်။ဒါပေမဲ့ Villa ရဲ့အစုအဖွဲ့သူတို့ရဲ့ အတွေ့အကြုံရဆိုရင်တော့ Villa ကလည်း title race ထဲမှာထဲလို့မရသေးဘူး Villa အနေနဲ့အသင်းကြီးတွေကိုအနိုင်ကစားတဲ့ပွဲမျိုးတွေအသင်းကြီးတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ရင်ပေါင်တန်းကစားတဲ့ပွဲမျိုးတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ title race အတွက်တော့ Villa ကအဲ့လောက်ကြီးထိ ready မဖြစ်သေးဘူးလို့ထင်တယ်ဆိုတော့လက်ကျန်ရာသီမှာတော့စောင့်ကြည့်ရမှာက Arsenal ကိုနောက်ကနေလိုက်ကစားပြီးအချင်းချင်းကြော်ဖြတ်ပြခဲ့တဲ့ Pep Guardiola ရဲ့ Man City နဲ့ Guardiola ရဲ့တပည့်ဖြစ်တဲ့ Arteta ရဲ့ Arsenal ပဲရှင်ပြိုင်သွားဖို့ရှိနေတယ်။ Arsenal ကတော့ပုံကောင်းတဲ့ခြေစွမ်းမျိုးနဲ့ မှတ်ပေးကြအောင်ဥဆောင်တွေမှာလည်းသူတို့မှာဒဏ်ရာပဒနာတွေကြောင်းအဓိကစားသမားတချို့ဆုံးရှုံးထားတဲ့အနေအထားကဒီဒီဇင်ဘာပွဲချက်ကာလမှာဘလောက်ထိသူတို့အမှတ်တွေအလေလွင့်အဆုံးရှုံးဖြစ်လာမလဲဆိုတာစောင့်ကြည့်သွားရမယ်တကယ်လို့သာအဲ့လိုအမှတ်တွေအလေလွင့်အဆုံးရှုံးဖြစ်လာခဲ့မယ်နောက်ကဖိအားပေးတဲ့မန်စီးတီးသင်းကလည်းထက်ချက်မကွာလိုက်လာမယ်ဆိုရင်တော့အာဆင်နယ်နေနဲ့ရှေ့မှာကြုံတွေ့ခဲ့ရတဲ့ပြဿနာမျိုးထပ်မကြုံဘူးလို့မပြောနိုင်ဘူးအဲ့လိုပဲမန်စီးတီးကိုယ်တိုင်လည်းသူတို့ရဲ့ခံစစ်ကြောင်းအားနည်းချက်တွေကြောင်းအချိန်မရွေးအမှတ်လျော့နိုင်တဲ့ အချိန်မရွေးရလက်ဆိုးတွေနဲ့ကြုံရနိုင်တယ်ဆိုတဲ့အနေအထားကြောင့်အာဆင်နယ်ကတော့လောလောဆယ်မှာရမှတ်၅မှတ်အသာနဲ့ဗိုက်တယ်ရစ်ဆက်တော့ဒါဖူးပိုဇီရှင်မှာရှိပြီးတော့အားကောင်းဆုံးအသင်းဖြစ်ရှိနေတယ်ဆိုတော့ကျွန်တော်တအူးတည်းရဲ့အမြင်ရဆိုရင်တော့လက်ကျန်ရာသီမှာတိုက်တယ်အတွက်ကအာဆင်နယ်နဲ့မန်စတီးနှစ်သင်းပဲဆရာတွေပဲနှစ်ယောက်ပဲအားပြိုင်သွားရမယ်လို့ထင်တယ်အခုမှရာသီကဒါတဝက်တောင်မကြိုးသေးဘူးဆိုတော့ဘာမှတော့ပြောလို့မရသေးဘူးဒါပေမဲ့လက်ရှိရှိနေတဲ့ရမှတ်ထက်တော့ပိုတည်ကြတာဘာမှမရှိဘူးဆိုတော့ဒီနှစ်သင်းပဲ အာကောင်မောင်းတန်နဲ့ဆက်ပြီးတော့ဂွာဒီယိုလာနဲ့အာတီတာတို့ရဲ့ဆရာတစ်ပည့်နှစ်ယောက်အပြိုင်မှုကိုစောင့်ကြည့်ရမယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ပရီးမီးယားလိပွဲစဉ်14ပြီးမှမှတ်ပေးစရာမှာချန်ပီယံဆုအတွက်အဓိကအားပြိုင်သွားရမယ့်အသင်းနှစ်သင်းဖြစ်တဲ့အာဆင်နယ်နဲ့မန်စီးတီးတို့ရဲ့အပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။